အားလုံးပဲမင်္ဂလာပါရှင်။အကြာကြီးစောင့်မျှော်နေရတဲ့အေကရစ်အတွက်နေ့လေးကိုဒီနေ့မှပဲတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇက်လန်လေးမစားတင်ခင် channel လေးကို subscribe လေးနှိပ်ပြီးတော့ VPN လေးခန့်ပြီးအရှုပေးဖို့မြစ်တာရခိုင်ချင်ပါတယ်။အတွက်တရဲ့နောက်ဆုံးအခါမှတော့အေကရစ်ဦးစတာနဲ့ဦးသိစာတို့ဟာတိုက်ခိုက်ကြပြီးတဲ့နောက်ဦးစတာကတော့တာဖြစ်သူအေကရစ်ကိုဦးသိစာရဲ့လက်ထက်ကနေကဲထုတ်ပေးရင်းညီကြီးတွေကနေလက်တွေပေါ်လာပြီးတော့ဆွဲချခံလိုက်ရကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။တိုက်ပွဲပြီးဆုံးသွားပြီးတဲ့နောက် တငယ်ချင်းတော့ရောက်တာဂူတဲကနေထွက်လာပြီဧကရိကတော့သူ့အဖေဦးသေးစာကိုတတ်ခဲ့တဲ့အင်းဆောင်ရလေးကိုကမ်းပြီးစိန်ခဲရွှေခဲတို့နဲ့အတူဦးစတာကိုလိုက်ရှာဖို့ထွက်လာခဲ့ကြတာဖြစ်ပါတယ်အခုပြသမယ်အသွေးနှစ်မှာရောဧကရိတို့တငယ်ချင်းတော့ရောက်တာဦးစတာကိုရှာလို့တွေ့ပါမလားနောက်ထပ်ဘသူတွေကရောဒီဇက်လာတဲ့မှာပါလာအောင်မလဲဆိုတာကိုတော့စောင့်ကြည့်လိုက်ရအောင်ရှင် ဧကရိရဲ့စိန်ခဲရွှေခဲတို့တငယ်ချင်းသုံးယောက်တော်ထဲမှာခရီးအတော်လေးကိုပေါလာပြီးပင်မလာတာကြောင့်တိပင်အေးအောင်မှာခဏလောက်ထိုင်နားနေကြပါတယ်ဧကရိကတော့အဘဖြစ်သူဦးစားတာကိုတတိရတာကတကြောင်ဘယ်ရီကိုရောက်ပြီးတော့ဘယ်မှာသွားရှာရမလဲမသိတာကတကြောင်အဘကြံခဲ့တဲ့အင်းဆောက်ရလေးကိုကြည့်ပြီးတော့ထိုင်ပိုင်နေခဲ့ပါတယ်အင်းဆောက်ရမှာတေချာပေါက်ဆာလုံးတွေရေးထားပြီးအဲဒီဆာလုံးတွေကဘာလဲဆိုတာကိုတော့ဧကရိလည်းမသိပါဘူးသူ့ဘယ်စီကိုပဲရရအောင် အဘကတိနိုင်ကြနိုင်ပြီသူ့ကိုလာကယ်နိုင်ပြီမဲ့လေအဘအခုလိုမျိုးဖြစ်သွားတော့ဧကရေဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးကောင်းခဲ့ကိုတလဲအင်းဆိုင်ရွက်ကိုတလဲကြီးကအဘကိုတွေးဖို့နောက်ထပ်베리ဆက်သွားရမလဲဆိုတော့တော့ထိုင်စင်းစားကတွေးဝင်နေခဲ့ပါရင်တဖက်မှာလဲစိန်ခဲတယောက်ဂူထဲမှာဖြစ်ပျက်ခဲ့တဲ့ကြောင်ရတွေကိုတွေးနေပြီသူ့အဘကိုတတိယလာခဲ့ပါရင်အဘကလူပေါင်းမှပြီးတော့အခုဆိုရင်အသက်ပါဆုံးရှုံးသွားခဲ့ရပါပြီ ငငယ်လေးကလေးကအဘဟာသူ့ကိုကျွေးမွေးခဲ့ရုံသာမကတိုင်ပင်ကြရီလဲတင်ပေးခဲ့ပါတယ်ဟာဘာရီဖြစ်နေကြရီတဖက်မှာလဲအေဂရစ်ကမိုက်နေပြီးတော့စိန်ခဲကပါအော်ဟင်းငူယူနေတာကြောင့်ရွှေခဲလဲမလုပ်ပြရမှမသိဖြစ်နေခဲ့ပါတယ်ငါလဲစိတ်တွေညစ်ပါတယ်မင်းတို့ဘာလုပ်ပြရမှမသိဟဲ့လားမငိုပါနဲ့ကွာ မင်းမဲဝမ်းနေတာမဟုတ်ပါဘူးငါတို့လည်းဝမ်းနေမင်းရလဲကွာငါမှအဖတရားလုံးဆုံးရှုံးထားတာအဖဆိုတာလေငါနဲ့ဟိုးငငယ်လေးကလေးကအတူတူနေလာခဲ့တာကွာဘလို့လောက်ပြီးတော့ဝမ်းမနေပဲနေနိုင်ပါလဲဘာမှဖြစ်ပါကွာဒီလိုပွားဆိုတာဒီလိုပါပဲအချိန်တန်ခွဲရမယ်ကွာရမယ်မင်းတော်ပါတော့ကွာသွားသွားတခြားနေရအောင်သွားဟွန်းအေးပါကွာငါမပြောတော့ပါဘူး ိတ်တွေလည်းညစ်ပါတယ်။စိတ်ခဲကိုပြောလို့များတာကြောင့်အရွှေခဲလည်းအေဂရစ်စီကိုခေါင်းလှည့်သွားကကဲအမောင်အေဂရစ်ခမားလာရောဦးစားတာကြောင့်တွေးနေတာလားလမ်းတော့ဝက်နဲ့ပဲလျှော့လိုက်တော့မလားခမားဖေကအသေးလေးပါဘူးဗျာမဟုတ်ပါဘူးရွှေခဲရအဖအိုဘယ်မှာတော့ရှာရမလဲဆိုတာတွေးနေတာလားပြီးတော့ဟော်ရီအင်းဆိုင်ရတယ်မှာဘာရေးထားလဲဆိုတာကိုငါတေးချာကြည့်နေတာအဖအကွာငါ့အောင်ကြတော့ရောက်တဲ့နေရာနဲ့လာကင်နိုင်တယ် ငါကြတော့အပဘဲကိုရောက်နေလေအသက်ရောရှိသေးရဲ့လားဆိုတော့ကိုမသိနိုင်လို့ငါတော်တော်စိတ်တက်ကြနေရအဲ့လိုလည်းမဟုတ်ပါကွာမင်းကမင်းထပညာပိုတက်တယ်လေမင်းကအခုမှဒီပညာကိုလေ့လာနေရကောင်းလေးပဲမင်းပြစ်မဟုတ်ပါကွာဟုတ်တယ်အေဂရက်ရွှေခဲပြောတာမှန်တယ်ကဲအခုကငါတို့ဆက်သွားမှာလားဒါမှမဟုတ်ဒီမှာပဲဆက်နာမှာလားစိန်ခဲနဲ့ရွှေခဲမိလိုက်တဲ့အခါမှာတော့အေဂရက်လည်းခဏလောက်တွေ့ဝေပြီးတော့ နေရဝင်တော့မှလေဒီမှာပဲတ냐လောက်နားလိုက်ကြတာပေါ့မလဲကြပါပဲခီးအေးစိတ်ဆက်မယ်ကဲပါအေကရိယာမင်းစိတ်တက်ကြမနေပါနဲ့ငါတို့တွေအတိတ်ကိုပြန်မတွေးပဲနဲ့ပြစ်ဆုံးပန်တဲ့အနာဂတ်ကိုပဲကြည့်ကြတာပေါ့လှုပ်စရာရှိရာလှုပ်စားစရာရှိရာစားပြီးတော့သွားစရာရှိရာတော့သွားရမှာပဲဟုတ်ပြီလားအေးပါကွာငါကမင်းကိုပို့ပြီးတော့အားနာသေးတယ်ငါအတွက်ကြောင့်နဲ့မင်းရဲ့အဖိုးကဆုံးရှုံးခဲ့ရတာအဲ့လိုလည်းမဟုတ်ပါဘူးကွာ ငါရဲ့ဘဝကလူပေါင်းမှသွားတာသူ့တိုင်နဲ့သူ့ကံပေါ့မင်းသိထားမှာမင်းပြီးမှာငါတို့တွေရှိတယ်ဟုတ်တယ်ကိုရီမင်းပြီးလာမှာငါတို့တွေအမြဲရှိနေမယ်ဘာမှစိတ်တက်ကြကြမလို့အရှိမလဲငါတို့တွေအများကြီးစွန့်စားခဲ့ရပဲချိန်တိုင်းတော့မင်းရဲ့ဘဝပြန်တွေ့မှာပါဟေ့အောင်ရွှေတယ်မင်းဘိုက်စာနေရဆိုငါဘယ်တော့ပြောမိလို့လဲမင်းရတာစာနေရမို့လားမင်းမလိန်နဲ့တော့တလန်လုံးမင်းဘိုက်တွေអော်နေရငါကြားတယ် အေးပါငါငါဖိုက်စာနေရကွာဘာဖြစ်လဲလားခုနတော့ငါတယောက်တနေရစီထိုင်မှန်ရဲ့တငယ်ချင်း300ဟာအခုချိန်မှာပဲစကားပြောတဲ့တွင်ရည်တန်တွင်နေပျပျော်ရွှင်ရွှင်ဖြစ်လာကြပါရဲ့ကဲအဲ့ဒါဆိုရင်အေဂရစ်မင်းဒီမှာခဏဆောင်နေငါနဲ့ရွှေခေရစားစရာတခုတွားရှာခဲ့မယ်ဂယုစပြီးတွားကြအောင်အန်ဒီရဲ့များရဲ့စိန်ခဲနဲ့ရွှေခေတို့ကတော့အေဂရစ်ကိုနေရာမှာထားခဲ့ပြီး စားစရာရှာဖို့အတွက်တော်ရဲကိုဆက်ထွက်လာခဲ့ကြပါရဲ့ခင်ဗျာတွားနေရကြာနေပြီဘာမှလည်းမတွေ့သေးဘူးအတီးပင်တွေလည်းမတွေ့ရပါလားဟွန်းစိုက်တယ်မင်းရဲ့နားတွေခဏလောက်ပိတ်ထားလိုက်နားကွဲသွားရင်ငါတောင်မယူနော်စိုက်ခဲရလဲရွှေခဲပြောတယ်လို့သူ့ရဲ့နားတွေကိုလက်နဲ့အတင်းပိတ်ထားလိုက်ပြောရွှေခဲကတော့အချိန်နဲ့ပြန်သွားကအတန်ကျဲကြီးနေအော်ဟစ်လိုက်ပါ ရွှေခဲရဲ့အတန်ကြပါမသိကောင်းကင်ကြီးတစ်ခုလုံးငှက်တွေနဲ့ပြင်းနေသွားပြီဟဲ့အောင်ဘာဘာဖြစ်တာလဲဒီနေရာကနေပြေးရမလားမဟုတ်ပါကွာငါတငယ်ချင်းကိုခေါ်လိုက်တာပါကဲတငယ်ချင်းတို့ရင်ငါစီကိုခဏတော့လာခဲ့ပါဦးရွှေခဲကအတန်ထပ်ပြုတ်လိုက်တဲ့ခါမှာတော့ပြန်နေတဲ့ငှက်တွေတွေကတကောင်ကရွှေခဲနားကိုဆင်လာပြီကြိုးစမ်းပါဦးအရှင်နာမှာစားကြရပါလိမ့်ရှိတာငါဗိုက်စာရမနဲ့ကြရပါ ငှက်နှကောင်ကအချင်းချင်းစကားတွေပြောနေပုံပေါ်ပြီရွှေခဲကတော့တစ်ဖက်ငှက်ပြောနေတာကိုနားလဲတယ်လို့လို့နဲ့ခေါင်းတညံ့ညိတ်လုံနေခဲ့ပါတယ်ကျေးဇူးပဲမင်းတို့တွေပြန်လို့ရပြီငှက်တွေအားလုံးလည်းနေရာကနေပြောက်သွားတော့မှစိန်ခဲကလည်းဘာတွေပြောနေခဲ့ကြသလဲဆိုတာကိုရွှေခဲကိုမေးကြည့်လိုက်ပါတယ်ဒါငှက်စကားလို့ခေါ်တယ်ကဲဒီရှိတ်နာမှာအရန်ကိုစကောင်းပြီးတော့ချိုးတဲ့အသီးတွေရှိတယ်တဲ့ငါတို့သွားကြမလားဝေးလားနင်းနီးလေးပါပဲခဏလောက်ရှောင်ရောက်ပြီရွှေခဲ ငါ့ကိုလည်းနှက်စကားတင်ပေးလေကွာမင်းကမိုက်တယ်နော်တာလိကာဆိုတော့လူတွေပြောတာလည်းနားလေတယ်ငှက်တွေပြောတာလည်းနားလေတယ်ဒါတော့ငါရဲ့ပါရမီတော့ကွာတငယ်ချင်းနှစ်ယောက်သားခဏလောက်လန်ရှာပြီးတိတ်မကြခင်ပါပဲရွှေခဲပြောတဲ့အပင်နာကိုရောက်လာကြပါတယ်ဟာဒါကတရက်ပင်ပဲကွာတွေ့လားငါတငယ်ချင်းတွေကကျွမ်းပါလေလို့ကျွေးနေရတယ်အားရစရာကြီးခြုံမဲ့ပုံပဲနော်ကဲကဲအမြတ်ကောက်ပြီးတော့ငါတို့ရေသွားကြတာပေါ့ စိန်ခဲကတော့ကျွေနေတဲ့တရက်သီးတွေကိုအပြေးလေးကောက်နေပြီးတော့ရွှေခဲကသူ့ရဲ့နှုတ်သီးတွေနဲ့တရက်သီးတွေကိုထိုးစားနေခဲ့ပါတယ်။အဲဒီချိန်မှာပဲတရက်သီးကောက်နေတဲ့စိန်ခဲကိုထောင်ချတစ်ခုကမိသွားပြီးစိန်ခဲလည်းပိုက်ကွန်ထောင်ချထဲမှာပိတ်မိသွားခဲ့ပါတယ်။ဟေးအောင်ငါငါ့ကိုခဲ့ပါအောင်ကွာ။ဘာဖြစ်တာလဲ။ဘသူကဓာတ်ရုပ်ထောင်လာတာလဲ။ငါလည်းဘာမှလုပ်မတတ်ဘူး။ခဏနေတော့ငါအေကရီကိုတောက်ခေါက်ပေးမယ်။ စိန်ခဲကပိုက်ကုန်ထဲမှာရုံကလေးအဲ့ဒီပိုက်ကုန်အောင်မှာချိန်ထားတဲ့ခေါလောင်းလေးကလှုပ်လေပါပဲခေါလောင်းတန်ချလာမသိစိန်ခဲစီကိုခေါမှုချုံကလေးကင်ထားတဲ့လူတယောက်ကရောက်လာပြီတရက်တီတခိုးတွေမိပြီဟဲ့ဟာခမရလာဓာတ်ကိုထောင်းလာတာကျုပ်တို့ကခရီးသွားတွေပါဗျာတခိုးတွေမဟုတ်ပါဘူးဒီနေရာလဲအခုမှရောက်ဘူးလားဘိုက်စာလို့ကောက်စာမိဟာလွတ်ပေးပါဗျာခူးစားတာလည်းမဟုတ်ဘူးလေဘာလို့လွတ်ပေးရမှာလဲဘိုက်စာလို့စားကျင်နေဆိုရင် ပါရှင်စီကနေခွင့်တောင်းရမယ်ရှင်တော့မသိဘူးလားဘာပါရှင်လဲဒါကတော့ရပြီအားလုံးပိုင်တယ်ခေါင်းမွေးချုပ်ပြီးတော့လေးကင်ထားတဲ့မိန်းကလေးကတရက်ပင်ပါရှင်ဖြစ်ပြီးတော့မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်အမေဒီငှက်ကစကားလည်းပြောတတ်တာပေါ့လေစကားပြောတတ်ရောမကောင်းမင်းကိုဆဲလဲဆက်တယ်ရှိုင်းလာကြည်လားငှက်ဆော့ဝမိန်းကလေးနဲ့ရွှေခဲတို့ကတော့စကားချေတဲ့အရင်ပြန်လန်ဖြစ်နေကြတဲ့ချိန်ထောင်ချောင်းမိနေတဲ့စိန်ခဲမှာစိတ်ရွေညင်နေပြီး ိုလေးခလေးမှာတော့ပဲကြားရရင်တောင်းမှမှာလေဗျာရွှေခဲမင်းလည်းတောင်းမှလိုက်လေမဟုတ်ရင်ငါတို့ဒီရရင်သွားမှာမဟုတ်ကျေးဇူးပြုပြီးတော့ကြောက်လို့ပြပါနော်ခိုနာလေးမှာကြောက်တငယ်ချင်းတယောက်ရှိသေးတယ်ဟွန်းတွေ့လားခမည်းငှက်ကအရင်တိုင်းကြောက်ကတော့မလွတ်ပေဘူးခမည်းတို့ပါတာကြံဖန်ကြဟုတ်အဲ့လိုကြီးတော့မသွားလိုက်ပါနဲ့ဗျာမင်းကလေးသူတို့ကိုလွတ်ပေးလိုက်ပါအနောက်ကနေထွက်လာတဲ့အတန်းကြောင့်မင်းကလေးလည်းသူမရဲ့ခြေလှယ်တွေကိုရက်တံက နောက်ကိုလှည့်ကြည့်လိုက်တော့ယောက်ျားဆဆန်မျက်နှာပေါက်ခန္ဓာကိုယ်တတောက်မျက်ခုံအားထူးထူးနဲ့လူငယ်တယောက်ကိုတွေ့လိုက်ရပါတယ်။စိတ်ခဲနဲ့ရွှေခဲတို့စားကြရှာဖို့ထွက်သွားကြတာ။အချိန်တွေကြာတဲ့အထိပြန်မြောက်လာသေးတာကြောင့်အေကရစ်လိုက်လာတာဖြစ်ပြီးတော့တော်တဲ့တနေ့ရကနေစူးစူးညံ့ညံ့စကားပြောတဲ့တွေကြောင့်အတန်လာရကိုရောက်လာရင်းနဲ့အခုလိုမြင်ကွင်းမျိုးကိုတွေ့လိုက်ရတာဖြစ်ပါတယ်။ဟဲ့အောင်ငါ့ကိုကဲပေါင်းကွာ။ခေါင်းကြောင်မိထားတဲ့စိတ်ခဲကြောင့်အေကရစ်လည်းတစ်ဖက်မိန်ကလေးကိုကြည့်လိုက်ရင်ဒီမှာမိန်ကလေး ျုပ်တငယ်ချင်းကိုပြန်လွှတ်ပေးလို့ရမလားကျမလွှတ်ပေးချင်ပါတယ်ဒါပေမဲ့ရှင်တို့ရဲ့ဒီငှက်စောက်ဟာအရန်ရှားနေတော့လွှတ်ပေးချင်စရာမရှိတာဟွန်းမင်းကဘာလို့ငါတို့ဖမ်းသေးရလဲတောင်းပန်ပါတယ်ဗျာသူတို့အစားကြောက်ပဲတောင်းပန်ပါရစေသူတို့ကိုလွှတ်ပေးမယ်ဆိုရင်ခမည်းလို့ချင်တာကြောက်ပေးပါမယ်ဒါဆိုရင်ရရလေရှင်းမင်းလာကြောင်းနဲ့ကျမလွှတ်ပေးလိုက်မယ် မင်းကလေးလည်းသူမအိတ်ထက်ကနေဓမြအောင်ထွက်လာပြီပိုက်ကွန်တွေကိုဖျက်ချပေးလိုက်ပါတယ်အာအတာလောက်ပါဟနာလိုက်တာစင်ခဲပြုတ်ကျသွားတော့သူ့အိတ်ထက်ကနေအေကွေးနဲ့ဝေစုခွဲခဲ့တဲ့ယတနာအိတ်လေးပြုတ်ကျသွားပြီမင်းကလေးနာကိုလွှင့်သွားခဲ့ပါတယ်မင်းကလေးကလည်းသူမရဲ့ခြောက်နာကိုရောက်လာတဲ့အထုပ်လေးကိုဘာမှမသိပဲချက်ချင်းကောက်ယူပြီးဘယ်သူမှမတွေ့ခင်အိတ်ထက်ကိုမြန်ထဲလိုက်ပါတယ်ကျေးဇူးပဲနော်ကျုပ်နမရအေကွေးလို့ခေါ်တယ်သူကတော့စင်ခဲ့ ပြီးတော့ "तू อ่ะရွှေခဲမင်းနမယာရောကျမနမယာနမ်းမြိုင်လို့ခေါ်ပါတယ်နမယာလူရောလှတယ်မလှလားစိတ်ကြပဲဒီနှက်ဆုပ်ရတော့လေနမ်းမြိုင်က तू မနမယာကိုမိတ်ဆက်ပေးလိုက်ပြီကျမအခုလို့လှုပ်ပေးရတာက ရှင်တို့စီကဘာမှတော့မလို့ချင်ကျမတို့ဒီလောက်နဲ့ပဲလမ်းခွဲကြတာပေါ့နမ်းမြိုင်နဲ့အီဂရစ်တို့စကားပြောနေကြတဲ့ချိန်စင်ခဲကတော့သူ့ရဲ့အိတ်တွေကိုစမ်းကြည့်ရင်ယတနာအိတ်တွေကိုမတွေ့ရတာကြောင့်ပပတ်လေးကိုလိုက်ရှာကြည့်နေပြီရှင်အဘော်ရရှာနေရလဲတရက်တည်းလား တရက်တီဆိုအပြစ်မောင်အများကြီးဘာတရက်တီလဲအရေးမပါဘူးငါပစ္စည်းပျောက်သွားလို့ခုနတော့ဟာငါအိတ်ထဲကရင်အခုခုကျသွားတာတွေ့လိုက်ရဲ့အခုရှာကြည့်တော့မတွေ့တော့ဘူးဟုတ်လားတေချာရှာကြည့်အောင်နော်တိရွက်တင်နဲ့ဖုံးချင်ဖုံးနေမှာကျမတော့သွားပြီနန်းမြိုင်ကအေဂရီဒိုစီကနေလှည့်ပြန်သွားဖို့လို့ခဏလေးနေအောင်မင်းငါပစ္စည်းပြန်ပေးဟမ်ပစ္စည်းဘာပစ္စည်းလဲခုနတော့ဟာငါပြုတ်ကြတဲ့ချိန်ငါအိတ်ထဲကရင်ကျသွားပြီပစ္စည်းရော မင်းကောက်သိမ်းလိုက်တာငါတို့ရဲ့ကဲပေးစမ်းပါဘာလို့ပေးရမှာလဲဒီပစ္စည်းကကျမရင်တွေ့ဟာရှင်းပစ္စည်းဆိုတော့ဘလို့တက်တည်ပြမလဲတရားရောက်ကကြကြန့်သွားတယ်ရောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးလေငါပြုံးကြလာမှာအဲ့ဒီပစ္စည်းကိုမင်းတွေ့ရမလားကဲပါကျမယူတယ်ဟုတ်တယ်ရှင်းတဲ့ငယ်ချင်းပြောတာကတော့ရှင်းအောင်လွတ်ပေးရတယ်ကျမလွတ်ချင်တာပေးပါစို့အဲ့တော့ကျမလည်းဒါယူလိုက်ပြီလေဟဲ့ဟဲ့အဲ့ဒါတော့လုံးဝမရှိအောင်နော်ရှင်းလို့ချင်းကျမနာလိုက်ယူ နန်းမြိုင်ကစိတ်ခဲကိုတွန်းဖက်လိုက်ပြီတော်တဲ့ကိုအမြန်ထွက်ပြေးသွားခဲ့ပါတယ်ဟာသွားပါပြီဟေးအဲ့ဒီမှာရက်လိုက်စမ်းစိတ်ခဲကနန်းမြိုင်အနောက်ကနေ အမြန်ဆုံးပြေးလိုက်သွားပြီဟေးငါတို့ကလိုက်ကြမလားငါမလိုက်နိုင်တော့မင်းလိုက်ရှင်လိုက်သွားလိုက်ပေးမန်းနေအဲ့ဒါဆိုလဲငါအကြံတုံးရမှာပေါ့နန်းမြိုင်ထွက်ပြေးလိုက်ရင် က်ဝွေတနေရာကိုရောက်လာတော့ခဏရက်လိုက်ပြီးအနောက်ကိုလည်းကြည့်လိုက်ပါတော့ပါတည်းရဲ့ဘာတူမှပါမလားနမ်းမြစိတ်အေးလက်အေးဖြစ်နေရဲ့ချင်းသူရနေတဲ့ပေါ်ကတစ်ကင်မှာငှက်တကောင်အော်ဟစ်နေပြီးအဲ့ဒီအချိန်မှာပဲတခြားနေရာကငှက်တွေပါအဲ့ဒီတကင်ကိုရောက်လာကြပါတယ်စိတ်မကြခင်မှာပဲနမ်းမြရဲ့ပတ်ပတ်လေးမှာငှက်တွေနဲ့ပြည့်နေသွားပြီးဘာတွေဖြစ်နေတာလဲလို့တွေးနေတဲ့နမ်းမြထိတ်တန့်လာခဲ့ပါတယ် တွေကတကောင်ကအတန်နဲ့ကြီးနဲ့အော်ဟဲလာကြောတခြားငတ်တွေရတဲ့မှာစစူးညံ့ညံ့ထွက်လာခဲ့ပါတယ်နန်းမြိုင်လေးကြောက်လာပြီးထွက်ပြေးဖို့လို့လူသားရရဲ့တုံကြီးကိုခလုတ်လိုက်ပြီးအရှိကိုထိုးကြသွားခဲ့ပါတယ်အာသိပါပြီအဲ့ဒီချိန်မှာပဲသူမရဲ့လက်ကိုအနောက်ကနေတရားရောက်ကဆွဲလိုက်တာခံလိုက်ရပြီရန်သူတင်ကလည်းကြည့်လိုက်တော့အဟွန်းအဟွန်း ်ခမအနောက်ကနေစိန်ခဲကခြောက်အောင်လိုက်တော့အေဂရီနဲ့နမ်းမြတို့လည်းတယောက်ကိုတယောက်ကြည့်နေတာရက်လိုက်ပြီးမြင်ပြလို့လွတ်မဲ့ချင်နေလားဟမ်ဒီတောင်းရမှာငါတပည့်ရအများကြီးနင်ဘဲဝဲဒီပြင်းအဲ့ဒီငါတပည့်ရနင့်ကိုလိုက်နေပါမယ်ချီးပဲအကျင့်ရောက်တဲ့ကောင်လေးကဲပေးလိုက်စမ်းပါငါတငယ်ချင်းဖြစ်စီကိုကောင်လင်တစ်ချက်လောက်ပေါ်မကြမ်းနဲ့ရုပ်လေးကချော့လေးတခိုးမလားနေရဟမ်လိုက်ခိုးနေရမလားရွှေခဲကသူမကိုပြောဆိုနေရကြတယ် နမ်းမြလည်းမခံနိုင်တော့တဲ့အစုံသူဖွက်ထားတဲ့ထုတ်လေးကိုစင်ခဲထုတ်ပစ်လိုက်ပါတယ်။ဒါနဲ့မင်းကဒီတော့ထည့်ရခါပဲလား။ဘယ်ကနေလာလဲ။ဒီတော့ထည့်ရတော့မဟုတ်။ကျမကြောင့်ပြောပြမှာအယမ်းရှိတယ်။လူရင်ဝယ်ပြောမလို့။ကျမအဖြစ်ပြောက်သွားလို့လိုက်ရှာနေရ။မင်းဖေဒါဆိုမင်းလည်းလူပြောက်ရှာနေရပါ့။နမ်းမြကမောက်ဆူတရားရဲ့တမိဖြစ်ပြီ။သူမဖေကရွာထဲမှာအတော်ဆုံးမောက်ဆူဆိုလည်းမမှားပါဘူး။တစ်ချိန်လုံးကသူတို့ရွာထဲကို တမန်ကြားတွေဝင်လာပြီးတော့နမ်းမြရဲ့အမေကိုဆုံးရှုံးလိုက်ရတာကြောင့်တားဖားနှစ်ယောက်တမန်ကြားမတစ်ကောင်ကိုနှိမ်နင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲဒီဇလန်လေးကိုတော့ဒီဗီဒီယိုရဲ့ comment ထဲမှာ အစစုံဝင်ကြည့်လို့ရပါတယ်ရှင်။ကျမအဖေကမဟုတ်ဆိုဆိုတော့တော်သေးဝင်သွားရင်ပြန်မလာတော့လို့နမ်းမြကသူမအဖေချောင်းကိုပြောပြရင်ဝန်းနေနေတဲ့လေတံဖြစ်လာတာကိုအေဂရိတ်တို့တုံရောက်လဲတတိထားမိတာဖြစ်ပါတယ်။အော်မိုးကရွာတော့မယ်ထင်တယ်။ ငါတို့အရေးရှာရအောင်ဟောက်မှချက်တယ်ရုတ်တရက်ကောင်းကင်ကြီးတို့ခုလောမဲလာပြီလူကျန်းတွေလည်းတိုက်ခတ်လာတာကြောင့်အဲ့ဒါဆိုသွားရအောင်လေသူကရောဘလို့လဲပြန်မလာအမြန်ပြန်ချင်းပြန်တော့မိုးကရွာတော့မှာငါလည်းဒီကထွက်သွားရအောင်အေဂရစ်ကနမ်းမြကိုလမ်းကြည့်လိုက်တော့အထိတ်တလန့်ဖြစ်နေတဲ့မျက်နှာမူရာကိုတွေ့လိုက်ရပြီကဲပါမင်းမပြန်ချင်းလည်းမပြန်နဲ့တယောက်ထဲဆိုတော့တော်ထဲမှာအရန်အန်တရညာတယ်ငါတို့လည်းလိုက်နေလေမင်းပြန်ချင်းတပတ်ဆိုရင်မနဲ့လေးနာတယ်ငါတို့လိုက်ပုံမယ် မင်းတဘောပါပြန်ချင်လဲပြန်ငါတို့တော့သွားပြီအေဂရစ်တို့ကနမ်းမြယူနေရမှာထားခဲ့ပြီထွက်သွားဖို့လို့ခဏလေးမသွားကြနဲ့ဦးကျမရှင်တို့ရဲ့လိုက်မယ်ဆိုရင်ကျမဖြစ်ချင်တာရဲ့ဖြစ်ဖို့ကူညီပေးနိုင်မလားဟာဘာပြန်ပြီလဲမင်းအဖေကခုရှာပေးရမလားအခုငါတို့ကဘုတို့ရှာရမလဲငါတို့ကလည်းလူပြောက်လို့အေဂရစ်ကရွှေခဲရဲ့ပစက်ကိုသူ့ရဲ့လက်နဲ့ကလိုက်ပြီးဒီလိုမပြောဖို့တားလိုက်ပါရဲ့ နမ်းမြိုင်ပြောတာကိုသဘောတူတဲ့ပုံစံနဲ့အေဂရစ်လည်းခေါင်းတစ်ချက်ညှိပြလိုက်ပြီးတော့တငယ်ချင်းတစုတော်ရဲကိုစောင့်ဝင်သွားကြပါတယ်အရှိတ်ကောင်နဲ့အပင်ကြီးတစ်ပင်ရအောင်မှာမိဘုံဖိုလိုက်ပြီးဝက်စစ်ဘူးနဲ့ရင်းနှီးတူလန်တဲထားလိုက်ပါတယ်လေရီယာတိုင်အေးစီတွေကလည်းမိုးတွေထုံနေပြီမယ်လေအခုချိန်ထိမိုးတပေါက်လေးအောင်မကြသေးပါဘူးအေဂရစ်နဲ့ရွှေခဲကတော့ကောင်းကင်ရဲ့နေထားကိုအကဲခံနေကြပြီတကြွတစ်ချက်တိုက်ခတ်လာတဲ့လေရီယာမှာ မကောင်းတဲ့အငွေအတက်တွေပါလာတာကြောင့်အေဂရစ်ကတော့လောက်ချီကလိုရမေရဂါရာတွေလည်းရပ်ဖတ်ပေးနေခဲ့ပါတယ်အဲဒီချိန်မှာပဲသူတို့ရဲ့အညီနာတနေရာကနေတနတ်တန်တစ်ချက်ကြားလိုက်ရပြီးအားလုံးလည်းထလန့်သွားကငံပြန့်ကတော့သူမမပါလာတဲ့ဒူလေးနဲ့ပပလေးကိုလိုက်ချင်ထားခဲ့ပါတယ် င်းတို့ကဘာတွေ့နေလဲဒီမှာဘာလုပ်နေကြတာလဲတော်ရဲကနေထွက်လာတဲ့လူကအီဂရိုဘက်ကိုတနတ်နဲ့ချိန်ထားလိုက်ပြီဒေါသတကြီးစိုင်းကြည့်နေခဲ့ပါတယ်သူရဲ့တကူလုံးမှာတော့သူမီးတနတ်နဲ့လက်ပြင်လွယ်အိတ်တလုံးလွယ်ထားပုံရတော်လိုက်ထွက်လာတဲ့မုတ်ဆိုတရားဖြစ်ပုံပေါ်ပြီမျက်နှာမှာရထားတဲ့တရားကြီးကြောင့်မျက်လုံးတစ်ဖက်တော့ကွဲနေပုံလဲရပါတယ်မင်းနေတယ်လေမင်းတို့ကဘာတွေ့နေလဲကျုပ်တို့ကဖြစ်သွားဖြစ်လာပြီပါ တစ်ဖက်ကလူကြီးကတော့အီဂရစ်တို့ကိုမယုံတလို့စကြည့်နေပြီသူရဲ့အိတ်ထက်ကနေရေဝတ္ထုကိုထုတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်တာဒီရေကိုမင်းတို့တောက်လိုက်အီဂရစ်ကလည်းလူကြီးပစ်ချပြီးရေဘူးကိုကောက်ယူလိုက်ပြီးတော့အဲ့ဒါဘာတွေလဲအီဂရစ်ရေတွေလို့ထင်တာပဲဒါအတမန်ရေတွေမဟုတ်ဘူးရေမန်းတွေမင်းတို့တွေဒါကိုတောက်လိုက်မင်းတို့ကလူတွေလားအယောင်ဆောင်တွေလားဆိုတာငါကဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။ ဲ့တော့ဒါကိုတောက်ပြီးနောက်တက်တယ်ဗျခမည်းယူနေပြီလားကျောက်တော့ဘာလို့တောက်ရမှာလဲခမည်းဟာရအစိတ်တွေဖြစ်နေရောလူကြီးကအစိတ်ခဲဘက်ကိုတနက်လဲလိုက်ပြီးတော့ငါတောက်ဆိုရင်တောက်လိုက်လေထားလိုက်ပါစိတ်ခဲဟာအေဂရီကတော့သူ့လက်ထဲကရေဘူးကိုပါဇက်နာတည်ပြီးတော့အန်ဒီကင်းအောင်ကာထာရုတ်ဖက်ပြီးတော့မှပဲတငုံတောက်လိုက်ပါတယ် အေးဂရီစိတ်ချရရလားကဲစိတ်ချလက်ချတော့စင်ခဲလဲတန်ကုန်တောက်လိုက်ပြီနမ်းမြိုက်ကိုလမ်းပေးလိုက်တော့တော်ရီနေတဲ့လက်တွေနဲ့နမ်းမြိုက်လမ်းယူပြီးသူမလည်းတန်ကုန်တောက်လိုက်ပါတယ်ငါတော့မတောက်ဘူးနော်ဘာလို့ဆိုမလဲငါလူမမဟုတ်တာ မင်းကငှက်မိတ်စာလားသူ့ကိုတော့ထားလိုက်ပါဗျာ။ तू ကလူမဟုတ်ဆိုတာငှက်လို့ပြောတာပါ။ဖြစ်ခဲကသူ့ကိုတနက်နဲ့လိုက်ချိန်နေတဲ့လူကြီးကိုနောက်ပြောင်ပြီးဟိုဒီဒီပတ်ပြေနေခဲ့ပါတယ်။ကြောက်ရလေခမရအောင်တော့ကောင်ထင်နေလား။တနက်ကဘာကိစ္စနဲ့ပြစ်ရတာလဲ။ငါတရေနေလာတာကွာ။ဒီတော့ထဲမှာတဆိတ်တစ်ပတ်ကြီးပဲများတယ်။ဘလို့ တဆီရီဟုတ်လားဟုတ်တယ်တကယ်တော့ငါနဲ့ငါသားကမနဲ့ကလေးကတော်လိုက်ထွက်လာတာဒီတော့တော့ငယ်ချင်းတွေညွန်လို့ပထမဦးဆုံးရပူတာပဲငါနာမည်ကတွန်လို့ခေါ်တယ်ငါသားနာမည်ကဖုခောင်တယ်ငါတို့သားဖားတွေဘယ်ပဲတော့တနေရာထဲကိုပဲပြပြပြီးတော့ရောက်နေကြတာမျက်စိလည်နေတယ်လို့ပေါ့အခုဆိုရင်ဒီနေရာမှာပတ်နေတာမိုးအောင်ချုပ်သွားပြီဒါဆိုရင်ခမရသားရောဘယောက်သွားလဲတေးပြီးလို့ထင်တာပဲနေဝေရှင်ရောက်တော့ တပတ်ကြီးထွက်လာပြီးတော့ငါတောင်ဆွဲခေါ်သွားကြဒီတော့ထဲမှာသစီတော်တော်များတယ်ကွာအဲ့ဒါကြောင့်ငါကမင်းတို့မယုံတာဥလေးတော်အဲ့ဒါဆိုရင်တော့စိတ်မုပ်ပါနဲ့ဒီကကြောက်တငယ်ချင်းကြီးပေါ့အားကိုလိုက်ကြမှာဒီကားကလေတရဲဆိုရင်ဘာလလာတောင်းနေနေငင်းခဲ့တဲ့တရဲတွေကသူ့အသက်ထောင်ကြော်သေးတယ်ကြာငါထင်တာတော့ဒီတရဲတွေကမင်းတို့ထင်တယ်လို့မဟုတ်ဘူးထင်တယ်ငါလည်းတရဲတွေကြုံခဲ့ပြီပါပဲဒါမဲ့ဒီလိုတရဲတစ်ဖက်ကြီးမျိုးတော့ပထမဆုံးမြင်ဘူးတာပဲ ဟာအဲ့ဒီလောက်တော့စိုးတာလားဗျဦးလေးတော့ပြောတဲ့စကားကြောင့်စိန်ခဲတို့ထိတ်လန့်နေကြပြီအဲ့ဒီထင်မှာပို့ပြီးတော့ထိတ်လန့်နေတဲ့သူကတော့အတွေ့အကြုံမရှိတဲ့နန်းမြိုင်ဖြစ်ပါတယ်နန်းမြိုင်ကသူမရဲ့ကြောတွေလည်းချမ်းလာပြီးတော့ဘေးပပတ်လေးကိုလည်းမတင်ကြရဲမျက်လုံးတွေနဲ့ဝေးကြည့်နေခဲ့ပါတယ် ဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုလေကြရတိုက်ခတ်လာပြီးတော်ရဲကနေလဲ၆ချတန်တချို့ထပ်ပေါက်လာခဲ့ပါတယ်။စိန်ခဲကတော့အတန်နဲ့တင်စစ်သိန်းတွေလဲထဒူရီပါတော့နှခဲတွေပါရိုက်နေခဲ့ပါတယ်။အေဂရစ်ကတော့အခြေအနေကိုအကဲခတ်ကြည့်နေပြီးကြားနေတဲ့တိုက်ကင်တစ်ခုကိုကောက်ယူကကာရာရုတ်ဖတ်ပြီးစီဝိုင်းတစ်ခုတားလိုက်ပါတယ်။စိန်ခဲရောနမ်းမြရောပြီးတော့ရွှေခဲမင်းတို့တွေဒီဝိုင်းနေရလုံးဝမထွက်နဲ့ကြားလာ။မောင်ရင်ရော့ ဒါငါ့တာရဲ့တနက်မင်းယူထားလိုက်ဦးလေးတုံကန်းပေးရဲ့တနက်ကိုအေဂရစ်လမ်းယူလိုက်ပြီးကြိုက်တဲ့လောက်ပြစ်လို့ရတယ်ငါ့မှာကြည်ပြစ်ပါတယ်တရဲနဲ့တနက်ဆိုင်မဆိုင်တော့ငါမသိဘူးလောလောဆယ်လှန့်လို့ရအောင်ယူထားလိုက်အဲ့ဒီချိန်မှာပဲဟောဝင်ချင်းကနေတန်ရီတို့လက်စားထွက်ပေါ်လာပြီအေဂရစ်ကတော့တနက်နဲ့လိုက်ချိန်နေခဲ့ပါတယ် ဟိုမှာထွက်လာပြီဥလေးတုံပြရဲ့နေရာကိုအားလုံးကြည့်လိုက်တဲ့ခါမှာတော့တပင့်ကြီးရဲ့နောက်ကနေတပြေးပြေးချင်းထွက်လာနေတယ်လူအရက်ထက်ပုံမြတ်စာလောက်ရှိတဲ့တပတ်ကြီးကိုအထိတ်တလန်တွေးလိုက်ရပါတယ်မောင်ရင်ပြစ်ပြစ် ဏတွေအဆက်မပြတ်ဖြစ်ခလိုက်တော့တိပ္ပံနောက်ကနေထွက်လာတဲ့တပတ်ကြီးလဲတဖြည်းဖြည်းချင်းကြောက်ခဲ့သွားခဲ့ပါတယ်။နဲတဲ့အကောင်ကြီးလား။နမ်းမြိုင်ကတော့ထိတ်လန့်နေတော့ဖြစ်ပြီးနောက်ကြောင်မလုံးတလို့ခံစားရတာကြောင့်ဘေပပတ်လက်ကိုသူမရဲ့ဒူလေးနဲ့လိုက်ချိန်ထားခဲ့ပါတယ်။ ွေခြေထောက်မှာမွေပတ်နေရဲ့နန်းမြိုင်ကသူ့မခြေထောက်မှာမွေပတ်နေတယ်လို့អော်ပြီးစီဝါပြေမှာကိုပြေထွက်သွားခါခြုံထဲကိုပြေးဝဲသွားခဲ့ပါတယ်သွားစမ်းငါခြေထောက်ကနေထွက်သွားစမ်းစိန်ခဲတို့ကတော့ခြုံပုတ်ထဲမှာတယောက်တည်းခုံစွားခုံစွားလုံနေတဲ့နန်းမြိုင်ကိုလမ်းကြည့်နေရင်မွေရမှာလဲငါတို့လည်းမတွေ့ပါလားအဲ့ဒီခါကြတော့မှနန်းမြိုင်လည်းသူမရဲ့ခြေကိုပြန်ငုံကြည့်တော့ငွေပတ်နေတာမဟုတ်ဘဲနဲ့ရေကြိုးတွေပတ်နေတာကိုသာတွေးလိုက်ရပါတယ်။မင်းကိုလှည့်စားလိုက်တာ။စီဝိုင်းနဲ့အမြတ်ဝင်လာခဲ့ ဟင်ဒါဆိုဘယ်လိုလုပ်ကြမလဲနမ်းမြရဲ့စီဝိုင်းတဲမဝင်ခင်သူမရဲ့နောက်ကနေတစိကြီးနှကောင်ပေါ်လာပြီးနမ်းမြရဲ့လက်တွေကိုဆွဲကာအနောက်ဘက်ကိုဖက်ခေါက်သွားခဲ့ပါတယ်ဟာသွားပါပြီကွာဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲလိုက်ရတာပေါ့သူလည်းအသက်တချောင်းပဲလေစိန်ခဲရွှေခဲနဲ့အေဂရီတို့တောင်ရနမ်းမြိုင်နောက်ကိုပြေးလိုက်သွားကြပြီး ြံခဲ့တဲ့ဦးလေးတုံးကတော့တက်ပြင်းလေးဆက်ချာကမတက်နိုင်ဘူးအဖို့ရမလားလို့သူတို့ခေါ်ပါတယ်ငါလည်းသူတို့နောက်လိုက်ရတော့ပါပဲအတွင်းနဲ့အပိုင်းသုံးလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုပြီးတော့ channel ထဲကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အပိုင်းဆက်ဒီမှာဘာတွေဖြစ်လာအောင်မလဲဆိုတော့ဆက်လက်ပြောပေးကြပါဦးအားလုံးပဲကျမပျော်ရွှင်စရာနေ့လေးကိုထားရပိုင်ဆိုင်နေကြပါစီရှင်